အားလုံးပဲမင်္ဂလာပါမြန်မာ fighter 3ရောင်းရဲ့ပွဲစဉ်တွေပါဝင်တဲ့1 Friday fight 112ပြိုင်ပွဲကိုဒီတစ်ပတ်တောက်ကြညမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဒီပွဲစဉ်တွေကမြန်မာ fighter မိုးထအောင်နဲ့ Thai fighter ခွန်ပွန်နွိုင်းတို့ရဲ့ပွဲစဉ်ပေါ့သုံးသက်တင်ပြသွားပါမယ်မိုးထအောင်နဲ့ပတ်သက်လို့သုံးသက်ရရင်နင်မလဲငါလေထိုးတတ်ပါတယ်လက်တီးပါဝါကောင်းတယ်ဒူးတိုက်ချက်နဲ့ခြေခံချက်တွေလည်းတုံနိုင်တယ် မာကုံမြင့်ပြီးတိုက်စစ်ဦးစားပေးကစားတဲ့ဖိုက်တာကစားသမားပါ။အာနေချက်ကတော့ခြေတန်လက်တန်နင်းနေတူတယ်။အဆောင်သိန်းနေတယ်။တခါတည့်ရမှာမလို့ဝက်ပဲရင်းထိုးတာလေလုတ်တတာဖြစ်ပါတယ်။မူတအောင်ရင်ဆန်ရမယ့်ခွန်ပွန်နိုင်ကဝါရင်ကစားသမားတယောက်ဖြစ်ပါတယ်။နမဲကြီးဆက်ဆံရဲ့ညီပါ။ပါဝါကောင်းတယ်မာကုံတင့်တယ်။ပြိုင်ပွဲဝင်မူလီပြီးညီပြွာအပြောင်းလဲပြုလို့ကစားတတ်ပါတယ်။တောင်ရဲချိုက်တကူအထူးအားပြုတဲ့ကစားသမားတယောက်လည်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာခွန်ပိုနိုင်ကအကျွင်းဝင်ပြီးတထောင်ရချက်တွေကိုအများဆုံးတုံးပါလိမ့်မယ်။လက်သီးချင်းဆိုင်ထူးပြိုင်ထိုးတာမျိုးကိုတော့တိတ်ပြီးတော့လုံးမယ်လို့မထင်ပါဘူး။မိုးထောက်အောင်ရဲ့မာကုံဒီမိုးထောက်အောင်ရဲ့လက်သီးပါဝါတွေကိုသူတိပြီးသားဖြစ်ပါလိမ့်မယ်။မိုးထောက်အောင်နေနေကတော့ခွန်ပိုနိုင်အဝင်မှာတိုင်မင်ကလက်သီးတွေထိုးထားဖို့လိုပါတယ်။အပူချုပ်တွေမှာချုပ်တူးတွေထုတ်သုံးတတ်ဖို့လည်းလိုပါတယ်။အထူးတတိထားရမှာကအနီးကပ်တထောင်ရချက်တွေကိုဖြစ်ပါတယ်။ အလံရဖို့အတွက်ဆိုရင်တော့အလေထူထားနိုင်မှာပဲစိတ်ချရမယ်အနေထားပါပုံမှန်နေလင်းသုံးသပ်ရမယ်ဆိုရင်အခုပွဲစဉ်မှာမိုးထအောင်နေနဲ့အလံရဖို့အတွက်ခက်ခက်ခဲခဲကိုစူးစမ်းရုံးကန်ရမယ်အခြေအနေလို့ပဲမြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်